ဒီတမန်တော်တွေဆေလွတ်ခဲ့တယ်ဆိုတဲ့ကိစ္စတွေကဗုဒ္ဓဘာသာတွေရဲ့ကျမ်းတွေထဲမှာလည်းပဲပါတယ်အဲဟိုတမဗုဒ္ဓဘာသာဂေါရမပြောခဲ့တဲ့စကားရှိတယ်အငါဒီနောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါနောက်မှာနောက်ဆုံးဗုဒ္ဓလာလိမ့်မယ်ဆိုပြီးပြောတယ်အဲ့တော့အဲ့ဒီနေရာမှာဗုဒ္ဓဆိုတဲ့ဇကလုံးဟာဘယ်စကားဘာတွေကိုသုံးလဲဆိုရင်ဘုဒ္ဓဆိုတဲ့ဇကလုံးကနေသုံးတယ်ဘုဒ္ဓဆိုတာကလူတယောက်ကကျင့်လို့မဖြစ်ဘူးဒါဟာဟိန္ဒူတွေမှာရောဗုဒ္ဓဘာသာဝင်တွေမှာရောဒီအသုံးလုံးသုံးကြတယ်ဘုဒ္ဓဆိုတဲ့ဟာက အလောင်းရှင်မြတ်ဘက်ကနေပြီးတော့မှရွေးချယ်ဆေလွတ်လိုက်တဲ့ပုံကိုကိုသာလျင်ဘုရားလို့ခေါ်တယ်လူတစ်ယောက်ကကိုယ့်ဘာသာကိုကြင်ယုံနေအဲ့ဒီလိုဘုရားဖြစ်မသွားဘူးကြီးရတဲ့သူတော်စင်ကြီးတစ်ပါးဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဘုရားဆိုတဲ့အရာတော့ဖြစ်မလာဘူးအဲ့ဒါကြောင့်မလို့ကောရမဟာသူတရားကြင်ရင်နဲ့တရားရသွားပြီးတော့ဗုဒ္ဓဖြစ်သွားပြီဆိုပြီးတော့သူလာပြီးကြင်ညာတဲ့အချိန်မှာပတ်ဝန်းကျင်ကလူတွေက သူ့ကိုအမြဲတမ်းစစ်စစ်မေးကြတယ်အာတော်တော်များလူတွေကမေးကြတယ်ခမည်းမှာဗုဒ္ဓဖြစ်တယ်ဆိုတော့ဗုဒ္ဓရဲ့လက္ခဏာဘာတွေရှိလို့လဲဆိုပြီးတော့အားလုံးကစစ်စစ်မေးမြန်းတဲ့အချိန်မှာဩရမကနေအကုန်ပြန်ဖြေပေးတယ်ပြန်ဖြေပေးတဲ့အချိန်မှာအားလုံးလိုလိုလက်ခံသွားကြတယ်ခမည်းဟာတကယ်ပဲဗုဒ္ဓဖြစ်တယ်ဘုဒ္ဓဖြစ်တယ်ဆိုတဲ့ဟာကိုအားလုံးလက်ခံခဲ့ကြတယ်အဲ့တော့အဲ့ဒီဘုဒ္ဓဆိုပြီးတော့ဖြစ်ပါတယ်ဆိုတဲ့ဒီဩရမကိုယ်တိုင်ကိုယ်ကလည်းပဲပြောခဲ့တယ်ငါဒီနောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါတော့မှနောက်ဆုံးဗုဒ္ဓပွင့်လိမ့်မယ် ကြည့်နော်ဗုဒ္ဓကိုခုတုံးလုပ်ပြီးတော့မဟုတ်မဟုတ်တာတွေဟောသွားတာအဲ့ဒါကိုဥစဉ်ကမခံနိုင်လို့တုတ်ပြန်မယ်ဆိုရင်ဇုံလုံးကတချို့ကဗလိန်တယ်ဆိုတဲ့ခေါင်းစဉ်တက်လာကြလေအောင်မယ်အခုအချိန်ကသည်တဘာဝငလျင်ဘေးတံကြောင့်ဗုဒ္ဓဘာသာရော အစ္စလမ်ရောဒုက္ခနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်တယ်ဒီလိုအချိန်ကာလမျိုးမှာမလိုလားအပ်တဲ့စကားတွေမပြောချင်ဘူး မပြောကျင်တော့လည်းပဲပြောကျင်အောင်လုပ်လာတဲ့အတွက်နည်းနည်းတော့ပြောမယ်နော်တမန်တော်ဒီဆေလွတ်တဲ့အကြောင်းဗုဒ္ဓကျမ်းဂန်တွေထဲမှာပါတယ်တဲ့နောက်ပြီးဂေါရမဗုဒ္ဓသည်ငါသည်နောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါနောက်မှာနောက်ဆုံးဗုဒ္ဓလာလိမ့်မယ်လို့ပြောတယ်တဲ့ဘယ်ကျမ်းဂန်တွေထဲမှာပါတာလဲတုတ်တန်ဝီနီအဘိဓမ္မာဆိုပြီးဥစဉ်တို့ဘာသာမှာပိဋကတ်၃ပုံရှိတယ်ဘယ်ပိဋကတ်ထဲမှာပါတာလဲ ပါတယ်ဆိုရင်စာမျက်နှာနဲ့တကွအတိအကျချပြပါရန်တမ်းပြီးတော့လုံးထွေပြောတာမျိုးမဟုတ်ပါနဲ့ဒီလိုပြောတာမျိုးကတော့ကလေးလေးပြောတတ်တယ်နော်နောက်ပြီးဗုဒ္ဓဆိုတဲ့အဋ္ဌိပေကိုဖွင့်တဲ့နေရာမှာလည်းအမှားကြီးဖွင့်သွားတယ်အလားအရှင်မြတ်ကရွေးပြီးလွှတ်တဲ့လူကိုဗုဒ္ဓလို့ခေါ်တာတဲ့ကြည့်အောင်နော်လုံးပုံကိုဗုဒ္ဓဆိုတာဗုဇ္ဇတိတိတိဗုဒ္ဓဗုဇ္ဇတိတိစရာအဆုံးရောက် ကိစ္စအပြီးအတိတိတော်မူတတ်ဤဣတိတတမထို့ကြောင့်ဘုဒ္ဓဗုဒ္ဓမိတော်မူဤတဲ့တိစရာမှန်သမျှကိုကုံစင်အောင်တိတော်မူတဲ့အတွက်ကြောင့်ဗုဒ္ဓလို့ခေါ်တာဘာမှအလားအရှင်မြတ်ကရွေးချယ်ပြီးဆွတ်တာကိုပြောတာမဟုတ်ဘူးเนาะဗုဒ္ဓရဲ့အတိတ်ပဲကိုလည်းမသိပဲနဲ့အခုလိုမျိုးအမှားတွေပြောတာဟာအမတန်ရှက်ဖို့ကောင်းပါတယ်เนาะဒီချိန်ဟာလူတွေဒုက္ခရောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလိုလားအပ်တဲ့စကားတွေဆက်ပြီးမပြောချင်ဘူး ဒီလောက်ပဲပြောကြင်ပါတယ်နော်နောက်ပြီးတမန်တော်ဒီရွေးချယ်ပြီးလွတ်တဲ့အကြောင်းဗုဒ္ဓကျမ်းဂန်ထဲမှာပါတယ်ဗုဒ္ဓဒီငါဒီနောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါနောက်မှာနောက်ထပ်ဗုဒ္ဓလာလိမ့်မယ်လို့ပြောတယ်အဲ့ဒီအချက်တွေဟာဘယ်ထဲမှာပါတာလဲဆိုတာကိုလည်းသိတဲ့သူများရှိရင်ပြောခဲ့ပါဦးနော်အရှင်ဖေယျမှုကင်းတဲ့ထဲမှာကောအပြင်းမာတွေကောကြာကြာနေရတာ အဖေဖြစ်သူကသမီးဖြစ်သူကိုတာမယာပြုခြင်းယင် ဖခင်က အပြစ်ရှိလားဖေဟာဖခင်ကိုကောအဖေခေါ်ထိုက်လားဖေဟာတဲ့ခေါ်ထိုက်ပါတယ်ဖခင်က ဖခင်ပါပဲဖခင်တယောက်အနေနဲ့မလုတ်တဲ့မလုတ်ထိုက်တဲ့အလုပ်ကိုလုပ်သွားတဲ့အတွက်ဖခင်မှာပဲအပြစ်ဖြစ်သွားတာပါအင်္ဂုတ္တရနိကေတိကနိပတ်ပါလောကတုံမှာမိမိနဲ့သွေးသားတော်ဆက်တဲ့သူတွေအပေါ်မထားတဲ့မထားထိုက်တဲ့အာရမရာဂလို့ခေါ်တဲ့ရာဂစိတ်တွေထားပြီးကျူးလွန်မယ်ဆိုရင် ကိုကျင်တရားတွေပြက်ပြားလာတာကြောင့်ယာတိဥဒုတွေဖောက်ပြန်ပြီးကက်ကြီး၃ပါးဆိုက်ရောက်ခါလူတွေတက်တန်းတူလာကြပါလိမ့်မယ်။ဒါဟာမထားတဲ့မထားထိုက်တဲ့အာရမရာဂစိတ်တွေကြောင့်ဖြစ်ပေါ်လာတဲ့အပြစ်ပဲဖြစ်ပါတယ်။အရှင်ဖရာမိန်းကလေးတွေနိဗ္ဗာန်ရနိုင်လားဗျနိဗ္ဗာန်ဆိုတာမိမယောက်ျားခွဲခြားပြီးရအပ်တဲ့တရားမဟုတ်ပါဘူး။ နိဗ္ဗာန်ရောက်ကြောင်းတရားကိုကြင်ကြံအားထုတ်နိုင်မယ်ဆိုရင်မိမဖြစ်စီယောက်ျားဖြစ်စီနိဗ္ဗာန်ရနိုင်ပါတယ်။ဖះရှင်လက်ထက်ကလည်းနိဗ္ဗာန်ရသွားတဲ့အမျိုးသမီးတွေများစွာရှိပါတယ်။ဒါကြောင့်အမျိုးသမီးတွေလည်းနိဗ္ဗာန်ရနိုင်တယ်လို့မှတ်သားထားရပါမယ်။အရှင်ဖះသာသနာတော်နှစ်ကိုမိတိအချိန်ခါမှစ၍သတ်မှတ်ခဲ့တာပါလေဖះတဲ့။မြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံတဲ့အချိန်ကနေစပြီး 148ခုနှစ်ကစုံသားပြည့်ကျော်တရက်နေ့မှစ၍သာသနာတော်နှစ်ကိုသတ်မှတ်ပါれကစုံသားပြည့်ကျော်တရက်နေ့ရောက်ပြီဆိုရင် သာသနာတော်နှစ်ဥပြောင်းပါပြီဒီကနေ့ဟာ သာသနာတော်တက္ကရာ2568ခုနှစ်ဖြစ်ပါれရှေ့လာမဲ့ကစုံသားပြည့်ကျော်တရက်နေ့ဆိုရင် သာသနာတော်တက္ကရာ2568ခုဖြစ်ပါပြီအရှင်ဖေယဥခိုက်ကြတော့ပါဤ ။ສຸລະກໍດາບັນဆိုတာເບລູမျိုးແລ້ພະຍາເດ။ສຸລະກໍດາບັນဆိုတာກະກໍດາບັນອັງເງກູပြောတာວ່າ။ສຸລະກໍດາບັນဆိုတာຂັນດາອາຍະຣະນະດັດຕິສາປະໄສສະຕະມຸບະດຍາດູກູຕຸດະເມຍຍານພິ່ນຕີ້ຢູ່ສૈນດາເມຍຍານພິ່ນເວບັນປາຍຊາບີພິ່ນຫມຸປຽຫມຸຕະບໍດຍາດູອາသိမြင်သောပုဂ္ဂိုလ်ကိုသုလတောတာပန်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။မဟာနာမတုတ်ဓမ္မဒိဏတုတ် နန္ဒီယတုတ်ဗတ္တိယတုတ်တို့မှလည်းပဲဖះရှင်အားတရာပေမဖြင့်ကြီးညိုသောပုဂ္ဂိုလ်ကိုသုလသောတာပန်ခေါ်ကြောင်းပိစယပရိဂဟဉာဏ်ရသောပုဂ္ဂိုလ်ကိုသုလသောတာပန်ခေါ်ကြောင်းကိခာဝိတရဏဝိတုဒ္ဓိစခန်းတို့ရောက်သောပုဂ္ဂိုလ်ကိုသုလသောတာပန်ခေါ်ကြောင်းတရဏဂုံ၃ပါးနှင့်မဟာဗတိလမြဲသောပုဂ္ဂိုလ်ကိုသုလသောတာပန်ခေါ်ကြောင်းဟောကြားထားပါသည်။ဒါဟာသုလသောတာပန်ပဲဖြစ်ပါသည်။ အရှင်ဖေဟာအိမ်ထောင်ကွဲအမျိုးသမီးတယောက်ကိုနှစ်ဦးသဘောတူလက်ထက်တာအပြစ်ရှိပါလားအရှင်ဖေဟာဘီဘီလေးနဲ့ဖြေပေးပါတဲ့မိန်းကလေးဘက်ကပထမအိမ်ထောင်ကိုနှစ်ဦးသဘောတူ တရားဝင်ကွာရှင်းထားတာဆိုရင်တော့မိန်းကလေးကသူ့ကာမသူ့ပိုင်တဲ့အတွက် သူ့ရဲ့စိတ်ဆန္ဒနဲ့နောက်ထပ်အိမ်ထောင်ပြုခြင်းဟာနှစ်ဦးနှစ်ဖက်စလုံးအပြစ်မရှိပါဘူးမိန်းကလေးကပထမအိမ်ထောင်ကိုတရားဝင်ကွာရှင်းထားခြင်းမျိုးမဟုတ်ဘူးဆိုရင်တော့ အပြည့်ရှိနိုင်ပါတယ်ဖုံဖုံရှစ်ပါးသီလယူပြီးစိတ်แท้ကတခြင်းဆိုတာတို့ဒေါသဖြစ်မိတာတို့ဆိုဥပုပ်ပြတ်ပါသလားအရှင်ဖုရားတဲ့ဥပုပ်သီလဆိုတာရှစ်ပါးသီလငါးပါးသီလရေလို့အရေးအတော်အားဖြင့်ပြတော်လဲအရင်ဆက်လိုက်မယ်ဆိုရင်ကိုနဲ့နှုတ်နှမျိုးထဲကိုထိန်ရတာပါနှုတ်ကမဟုတ်တာမပြောဘူးကိုကမဟုတ်တာမလုပ်ဘူးဆိုရင် သီလကလုံသွားပါပြီစိတ်ကဖြစ်မိုံဖြင့်ဥပုပ်သီလမကျိုးပြတ်နိုင်ပါဘူးအရှင်ဖေရရွှေရင်ကျော်ပညာကိုမစွန့်လွတ်ဘဲယဟန်ဝိရင်အပြည့်ဖြစ်ပါသလားဖေရကရုဏာရှိထားပြီးဖြေကြားပေးတော်မူပါဖေရတဲ့အပြည့်မဖြစ်ပါဘူးဝိလို့ရပါတယ်နော်တချို့ကရွှေရင်ကျော်ပညာခံ ယူထားတဲ့သူတွေဟာယဟန်ဝိလို့မရဘူးဆိုပြီးပြောပါတယ်မသိလို့ပြောနေကြတာပါ ရှင်ယဟန်မပြုတ်ထိုက်သူ32ယောက်နဲ့ယဟန်မပြုတ်ထိုက်သူ73ယောက်ထဲမှာရွှေရင်ကျော်ပညာခံယူထားတဲ့သူတွေကိုယဟန်ပြုတ်မပေးရဆိုတဲ့အချက်လဲမပါသလိုယဟန်လောင်းတွေကို မေးစီစစ်တဲ့အန်ဒရယ်73ချက်ထဲမှာလည်းမပါပါဘူးเนาะအဲဒါကြောင့်ရွှေရင်ကျော်ပညာခံယူထားတဲ့ပုဂ္ဂိုလ်များရွှေရင်ကျော်ပညာကိုမစွန့်လွတ်ပဲယဟန်ဝတ်မယ်ဆိုရင်ဝတ်လို့ရပါတယ်ဝတ်လို့လဲဘာအပြစ်မှမရှိဘူးလို့ မှတ်သားထားရမှာဖြစ်ပါတယ်။ရွှေရင်ကျော်လူလိန်ပါဖေရဘာကြောင့်ဆိုတော့ဖေရတပည့်တော်မထဲကပတ်စံများလိန်ထားလို့ပါဖေရတဲ့။ဦးစင်းကရွှေရင်ကျော်ခိုင်းကမဟုတ်ပါဘူးเนาะ။ဘာကြောင့်အဲ့ဒီလိုပြောရတာလဲဆိုတော့ဦးစင်းကိုရွှေရင်ကျော်ခိုင်းကလို့ထင်သွားမှာစိုးလို့ပါ။ရွှေရင်ကျော်ခိုင်းသားတယောက်ကလိန်လိုက်တာနဲ့ ရွှေရင်ကျော်တကိုင်းလုံးမကောင်းဘူးလို့တိမ်ကြုံပြောလို့မရပါဘူးเนาะအကောင်းနဲ့အဆိုးအဆိုးနဲ့အကောင်းဆိုတာကကဘာဦးအစတဲကဒွန်တွဲပြီးလာတာပါလူပုဂ္ဂိုလ်အဖွဲစည်းသေးကိုမဆိုထားနဲ့ဦးစင်းတို့တန်ခအဖွဲစည်းသေးမှာတောင်းမှကောင်းတဲ့သူနဲ့မကောင်းတဲ့သူဒွန်တွဲပြီးနေပါတယ်မိမိကကကောင်းတဲ့သူလားမကောင်းတဲ့သူလားဆိုတာကိုခွဲခြားစစ်ဆင်နိုင်တဲ့ဉာဏ်စွမ်းရှိဖို့သာလိုပါတယ် ကောင်းတဲ့သူလားမကောင်းတဲ့သူလားဆိုတာကိုခွဲခြားသိစေနိုင်တဲ့ဉာဏ်စွမ်းမရှိသေးတဲ့၍တော့လူလိမ်နဲ့တွေ့ပြီးအလိန်ခံနေရအောင်မှဖြစ်ပါတယ်